ဒေါက်တာအောင်လအန်ဆန်းကိုလေးစားချက်ကြီးကတော့လက်ပြပါခါလောက်ပါတယ်။ဒေါက်တာအောင်လအန်ဆန်းကိုလေးစားချက်ကြီးကလက်ပြပါခါလောက်ပါတယ်။ဒေါက်တာလုံဖိုက်တာမျိုးကအောင်လအန်ဆန်းရှင်မှာယူကျိုးနေတာကြီးကတော်တော်လေးကိုပဲလက်ပြခါခြင်းစရာကောင်းပါတယ်။ဒေါက်တာကသူ့လေဘယ်ကိုမထောက်ပဲအောင်လအန်ဆန်းကိုကျိုးနုံပွေဖက်ပြီးသူ့ရဲ့ကျေးဇူးရှင်တိုင်းကိုဆက်ဆံနေတာပါ။ ဘာတွေသဘောကျနေလဲတော့မသိပါဘူးဒါပေမဲ့သူ့ရဲ့ဆက်ဆံနေပုံကြီးကတကယ်တော်တော်လေးကိုချစ်စရာကောင်းပါတယ်ကို့မြေမောင်ဖိုက်တာကိုဆက်ဆံနေလို့ပြောတာမဟုတ်ပါဘူးရော်တန်ခုလို့ယူကျူးတဲ့ပုံစံကမြင်ရခဲ့လို့ပါသူကလည်းသူ့ရဲ့မန်တခုနဲ့အမြဲတမ်းခက်တီတီခက်တက်တက်ပဲနေတဲ့သူပါဒါကြောင့်မိသားစုဝင်တွေကလွှဲရင်ဘသူနဲ့မှတော်ရုံမယူကျတဲ့ရော်ထန်အခုလိုအောင်လာအန်ဆန်နဲ့ကြမှာပြပြွက်သွားတော့တော်တော်လေးကိုထူးဆန်းခဲ့ပါလေ။နားလည်အောင်ပြောရမယ်ဆိုရင်ရော်ထန်ကသူ့ level တက်ခုမှတော်ရုံဘသူ့ကိုမှထင်မကြီးပါဘူး။နောက်ပြီးတော့သူကခုဆိုရင်နေမခေါ်ကျူးတဲ့စိတ်ထီတော်မှအောင်လာကိုချစ်ပြနေတာပါ။ မြန်မာပြည်သက်တွေကလည်းသူတို့ရဲ့ပုံရိပ်ကိုကြည့်ပြီးအတော်လေးဝမ်းသာပီတိဖြစ်နေကြပါတယ်။နောက်ပြီးတော့အောင်လာအစံကိုရံကလည်းရော့ခ်တန်သူ့ကိုအခုလိုဆက်ဆံနေရကိုအတော်လေးပျော်ရွှင်နေပုံရပါတယ်။ဓမေသာဖိတ်တာကိုလက်ခံတဲ့အထိရင်းနှီးမှုတွေရယူကုန်ကြတာပါ။နောက်ပြီးတော့ rotan နဲ့ပတ်သက်ပြီးအောင်လာအစန်းကလည်းတခါတုန်းကအခုလိုပဲပြောခဲ့ပူပါလေ rotan ကျွန်တော်နဲ့စတွေ့တွေ့တော့ငငယ်လေးပဲရှိသေးတာပါအခုတော့သူကကမ္ဘာကျော် super star တယောက်ဖြစ်နေပြီလေအဲ့ဒီတွေ့လဲကျွန်တော်ဝမ်းသာပါလေဆိုပြီးတော့ပြောထားပူပါလေတကယ်လည်းဟုတ်ပါလေအောင်လာအောင်မြင်နေချိန်မှာ rotan ကငငယ်လေးပဲရှိပါသေးတယ် ဒါကြောင့်အောင်လာအခုလိုအနားယူသွားကြပါ Rockstar ကတက်လို့အရွယ်ပဲရှိသေးတာပါ Responder ဆက်ဆံနေဆိုတဲ့အထက်မှာဒါကြောင့်လည်းအပြားကြီးပါပါလေလက်ရှိမှာကိုကဘလောက်ပဲအောင်မြင်နေပါသေးကိုတက်ရေအောင်မြင်ခဲ့တဲ့သူတွေရှိမှတော့မော်ကြွားလို့မရပါဘူး Rockstar ကလည်းဒီသဘောတရားအတိုင်းပါပဲအခုလက်ရှိတက္ကပါလုံးရှိမှနေပြသွားတာပါဒါကြောင့်မ Rockstar ကိုဘလောက်ပဲပြောပြော Rockstar ကဒီလိုနေရာတွေမှာလေးစားဖို့တော်တော်ကောင်းပါလေစီနီယာကိုစီနီယာမန်းသိတယ်လို့ကြီးသူယူသေးငယ်သူတနာရွယ်သူလေးစားဆိုတဲ့အတိုင်းလေးသူကနေထိုင်ပြသွားပါတယ်ဒါကြောင့်မ Rockstar လုံးမိတ်ဆွေတယောက်ရထားတာကအောင်လာအဆန်းထွက်ဆွေလဲကံကောင်းခြင်းတစ်မျိုးပါပဲ